အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆီယမလင်လက်ပိုင်းရေးသားထားတဲ့နောင်ကျိုးဆိုတဲ့ဝတ္ထုလေးပဲဖြစ်ပါတယ်ဝတ္ထုလေးကိုဖတ်ပြခွင့်ပေးတဲ့ဆီယမလင်လက်ပိုင်းကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်နောင်ကျိုးအပိုင်း၁အင်ဝါခေစင်ဖြူရှင်တရိုးတီဟာသူရကျော်ကောင်မင်းတရားကြီးအုပ်စိုးစဉ်အချိန်ကာလတွင်ရတနာပူရမင်းနေပြည်တော်ကြီးသည် အလွန်စီပင်ဝပြောလာ၏ မင်းတရားကြီးဟာမင်းကျင့်တရားဆဲပါနဲ့အညီအုပ်ချုပ်တော်ကြောင့်တိုင်းတူပြည်သားများဟာတိုင်းပြည်ဤအရှင်ဘုရင်ကိုအလွန်ပင်ယုံကြည်လေးစားကြသည်ဆင်ဖြူရှင်တရိုတီဟာသူရကျော်ကောင်မင်းတရားကြီးလက်ထက်တွင်တိုင်းပြည်ဤစစ်မှတ်အင်အားဟာလည်းအလွန်တောင့်တင်းသားကြောင့်အိမ်နီးချင်းနိုင်ငံများကိုပင်အတော်ကိုလွန်မိုးနိုင်စွမ်းရှိသည်ဆင်ပြူရှင်မင်းတရားကြီးတွင်မိဖုရား9ပါးနှင့်သာသမီ10ပါးကျော်ရှိသည့်အနက်တောင်နန်းဆံမိဖုရားကောင်းကြီးမှမွေးဖွားလာတော့သမီးတော် မဟာယရဏပရမဒေဝီတီငဲစဉ်ကလေးကကြမ်းကန်ဘီတင်ပညာရက်များစွာကိုလေးလာလိုက်စားပြီးပညာဥစ္စာသီလတမာရီနှင့်ပြည့်စုံသူဖြစ်သည်နုညာသိမ်ဝေလွန်၍ဂယုနာတရားကြီးမားလွန်တကယ်သို့ရုပ်စင်အင်္ဂါမှလည်းအင်မတန်မှလှပလွန်သူဖြစ်သည်အသားရေဝင်းဝါပြီးမျက်လုံးမျက်ဖန်လှလွန်ကကြက်တရီရှိလာစွာသောမျက်နှာထားနှင့်ကိုလုံးကိုယ်ထဲပိုင်းဆိုင်ထားသောကြောင့် စင်ဖြူရှင်မင်းတရားကြီးဟာသူ၏အကြီးဆုံးသမီးတော်အားတပင်နိုင်မင်းနှီးဘွဲ့ကိုပင်ပေးအပ်ချီးမြှင့်ခဲ့သည်စိတ်နေစိတ်ထားလွန်စွာကောင်းမွန်ပြီးမျိုးရိုးမှလည်းပြိုင်ဘက်ကင်းသည့်မျိုးရိုးမှဆင်းသက်လာသူဖြစ်တာကြောင့်မင်းသမီးရရနာဘရုံမာဒေဝီအားကြီးလာလျင် နောက်တက်မဲ့ဘရင်အတွက်အနာဂတ်မိဘရကောင်းအလောင်းလျာဖြစ်သတ်မှတ်ထားကာတီးတန့်နန်းဆောင်ပင်ပေးအပ်ခဲ့သည် အကြီးဆုံးသမီးတော်ဖြစ်သည့်ဘရုံမာဒေဝီ၏အလကုံပညာကုံဟာ အချားမင်းဤပြည်တော်များအထီးပင်ဂုံတတင်းကျော်စောလာပေသည်ညောင်နန်းဆံမိဖုရားမှ ဖွားမြင်လာသူအိမ်ရှိဆံမင်းသာသင်္ကစီသူဒီလည်းမင်းတရားကြီးအတွက်အားကိုးအားထားပြုရသောတာဥယေတနာဖြစ်သည်အိမ်ရှိဆံဟာနှလုံးရည်ပြည့်ဝသူဖြစ်ပြီးပညာပါရမီမှာထူးကျွန်းလွန်သည်စာပေကျမ်းကန်လိုက်စာတုဖြစ်ကလက်ယုံအရာမှာတော့အားနေလာသည် အင်ရှိဇန်ဒီအမတော်ဘရုံမာဒေဝီနှင့် နေပုံထိုင်မုံချင်းသူ၍နုညံ့သိမ်မွေပါသည် အသက်အရွယ်အရတနစ်သာကွာခြားပြီးမေတော်ချင်းမတူတီတိုင်အောင် အမတော်ကိုလွန်စွာလေးစားယူသေးပါသည်တတရားမြသမီးတော်ဖြစ်သည့်အလယ်နန်းဆောင်မိဖုရားမှမွေးဖွားလာသော မဟာစရိမုဒရာဒေဝီကတော့အများနဲ့မတူတမူထူးခြားသူဖြစ်သည်ငယ်စဉ်အရွယ်ကပင်စာပေထက်ဓာရီကို စိတ်ဝင်စားသည် အလယ်နန်းဆောင်မိဖုရား၏အကိုတော်ဖြစ်သည့်ဦးကြီးတော်ကိုယ်တိုင်ကနိုင်ငံ၏စစ်တီနာပတိချုပ်ဖြစ်နေသည်မို့မင်းတရားကြီးကလည်းသူ၏တတ္တရမြတ်သမီးတော်အားငယ်စဉ်အခါကစစ်ရေးစစ်ပညာများသင်ကြားခြင်းကို ကြီးကြီးပြုပြုပင် ခွင့်ပြုပေးခဲ့ပါသည် ထိုကြောင့်မင်းသမီးမဟာစရိမုဒရာဒေဝီသည်ဆေကျော်အတွက်အရွယ်မှသင်ညင်းစီအတက်ဓာရီလှခုတ်အတက်ပညာများအပြင်မြပြည့်အတက်ပညာမှလည်းထူးကျွန်လေသည် မင်းနမီမူဒရာဒေဝီတီဖြောင့်တန်းသောနာဒန်နှင့်နတ်မောင်တော်မြက်ခုံမျက်လုံးတို့ကိုပိုင်ဆိုင်ကအသားရည်မှညိုဝင်းသည်မိန်းကလေးတယောက်မှာပိုင်ဆိုင်ထားတင်းနေထက်မြက်မှုဆိုတာထက်ပိုသောမျက်နှာသားမျိုးကိုပိုင်ဆိုင်ထားသူလည်းဖြစ်၏ငယ်ရွယ်စဉ်ကတည်းကမျက်နာမချူတင်းမာတီတန့်ပြီးတတဝါများကိုပင်တွေးအေးစွာလက်ရဲဆက်ရဲတက်ဖြက်ရဲသူဖြစ်သည်ဖြစ်အကြီးဆုံးအမတော်ဘရုံမာဒေဝီကအမြဲတုန်တင်ဆုံးများရစမြဲဖြစ်၏ အခြားပုဂ္ဂိုလ်တွေကိုချင်းငန်းစွာဆက်ဆံပြုမှုတတ်သည့်မင်းနမီမူရာဒေဝီဟာအမတော်ဘရုံမာဒေဝီ၏ဇကားကိုဆိုလျင်တော့တခွန်းဆိုတခွန်းပင် အမြဲမြေဝဲမကြနာခံတတ္တိမှလည်းအံ့ဖွယ်ပင်ဖြစ်သည်စင်ဖြူရှင်မင်းတရားကြီးဟာတာသမီများစွာရှိသည့်အနတ်မှာသမီးကြီးဘရုံမာအိမ်ရှိစံတိန်ငါစီသူနှင့် သမီးလက်မူဒရာတို့အားအင်မတန်မှချစ်မြတ်နိုးသည် အများထက်ပိုအလေးပေးပါသည် အမတော်ရေရနာအမတော်ရေရွှေဘုံဌာနတော်ကြီးရဲ့မြောက်ဖက်ချမ်း၌တီးတန့်ခမ်းနားစွာတည်ရှိနေသည့်မင်းနမီမဟာရေရနာဘရုံမာဒေဝီ၏နန်းဆောင်တဲတို့အတန်ဆူးဆူးလေးနှင့်တကြောကြောအော်ခေါ်ရင်းပြေးဝင်လာတော်သူက သူမပင်ဖြစ်သည်မင်းတရားကြီးနှင့်မေတော်ဖျားမဟုတ်ပါပဲဤနန်းဆောင်တော်အတွင်တို့နန်းတွင်အဆောင်ရှောက်အထင်းတော်များကတဆင့်ကြိုတင်လျှောက်ထားခြင်းမရှိဘဲဝင်ရောက်ခွင့်ရှိသူကတော့ သူမဆိုသည်မဟာစရိမုဒ္ဒရာဒေဝီပင်ဖြစ်သည်လက်တဖက်တွင်ယုံပြုငယ်ကလေးကိုထဲ့ထားသည့်ကြိမ်ချင်းကိုပိုက်လျက်တဖက်ကတော့ရွှေသားကိုကင်ဆွဲကာအဆောင်တော့အတွင်ဝင်တော့အပေါဝါမှာရှိကြသည့်အဆောင်မူများကအแทထိလိုက်ဝင်ကာလက်အုပ်ချီလျက်မင်းနမီမုဒ္ဒရာရဲ့ရှိတော်ဝေယမောက်ခစားရင်အဆောင်တော်အတွင်းဝင်မဲဆိုလျင်မင်းသမီးရဲ့လက်တွင်းမှာရှိတဲ့ရွှေတောင်းအကျွန်ုပ်ထံအနှင်ခဲ့ပါဗျာ အဆောင်မူရဲ့စကားကြောင့်မင်းနမီမူဒရာတယောက်အမျက်တော်ရှာလေတော့သည်73နှစ်အရွယ်နဲ့ပင်မလိုက်ဖက်လွန်လာသည့်တင်းမာတော်မျက်နှာထားခတ်တန်တော်လီဒန်ဆူဆူရှာရှာဖြင့်အဆောင်မူကိုအော်လီတော့သည်မောင်မင်းကအတင့်ရဲလာကြည်လားအမတော်စီသွားတဲ့ငါလမ်းမှာလဲပိတ်သေးတယ်ငါဓာကိုလဲတောင်းနေတယ်ဤနေရာဟာအမတော်ရဲ့နန်းဆောင်တာမဟုတ်ခဲ့ပါလေမောင်မင်းခေါင်းနဲ့ခန္ဓာအိုးစားကွဲပြီးတာမဲ့ ပြင်ထန်သောတောက်တချက်ခောက်တန်ဤအစုံမှာတော့နန်းဆောင်အတွင်မှနှူးညံ့သားရတော့ရေချမ်းကဲ့သို့အေးချမ်းလာပါတော့အတန်တခုထွက်ပေါ်လာလေတော့ဤစရီနမတော့ဘာတွေဖြစ်နေသလဲကွယ်အဝါရောင်ချီမြင်ဖြစ်ရက်လောက်ထားပါတော့ချီတဲ့အင်ဂျီပါလေးရဲ့အပေါ်မှာပါလွာတော့ပဝါတထဲအားရစ်ပတ်ခြုံလွှမ်းပြီးအဆောင်ရှိသို့ကြွချီလာသည့်အမတော်ကိုမြင်တော့ သူရဲ့တင်းမာလာတဲ့မျက်နှာထားကို ဖြေလျှော့လိုက်ကာအမတော့ဒီမာလေးစရိရဲ့ကိုနဲ့မကွာစောင်းထားတဲ့ဓာတော်သူ့ကိုအခဲဖို့ရှောက်တင်နေလေရဲ့တကယ်ကိုရိုင်းလိုက်လိချင်းမျက်မှောင်ကျုပ်လျက်ဖြင့်ပြောနေသည့်သူ့ထံပါတို့အမတော်ဟာဖြင်းညင်းစွာရှောက်လာရင်နှကန်ပြားကိုတွန့်ချိုလေသည် စိတ်ကိုလျှော့ပါညမတော်ရဲ့ဒေါရာဆိုတဲ့အရာကဖြစ်ပေါ်လာတိုင်းမကောင်းလေဘူးလို့အမတော်ပြောခဲ့ဘူးတဲ့မဟုတ်ပါလား အဆောင်တော်တွေအတွင်းထဲထိဓာလက်နဲ့ကိုကင်ဆောင်ခွင့်မရှိတာနမတော်လည်းတိပါလျက်နဲ့ကွယ်သူလည်းသူ့တာဝန်မလင့်ဟင်အောင်ထမ်းဆောင်နေတဲ့သူမှုနမတော်ကဒေါသမထွက်ပါလိမ့်နဲ့ကွယ်ဖယောင်းလိုနုညံ့ညံ့သားလုံးနဲ့လက်ချောင်တွယ်လျက်လျက်လေးတွေနဲ့အမတော်ကသူ့ပခုံးတစ်ဖက်ကိုခြင်ထားလျက်ပြောတော့ကျုံထားမိတဲ့မျက်မှောင်က အလိုလျောက်ပြေကျသွားခဲ့ရသည်ထို့နောက်ညာဘက်လက်မှာခြင်ထားတဲ့ရွှေသားကိုအဆောင်လက်ထံပြစ်ချပေးလိုက်၏ ထိုအခါကျမှအမတော်ရဲ့နဘေးမှာကပ်ပါလာကြတဲ့အထင်းတော်ကြီးများဟာ မဝင့်မရွယ်စွာတက်ပြင်ချလိုက်ကြသည်ကို သူမြင်ဖြစ်အောင်မြင်မိလိုက်သေးသည်အမတော်ကတော့ပြုံးချိုသောမျက်နှာထားဖြင့်သူ၏နှဖူးပြင်မှစံစားလေးများကို လက်ဖြင့်တက်တင်ပေးရင်ချွေးတွေလည်းစုပ်လို့ပါလားစရီဒီနေ့ခမဲတော်နဲ့ဦးရီတော်တို့တော့ပြတ်ထွက်ကြတာကိုစရီလိုက်သွားတယ်အမတော် အဲ့ဒါတော့တဲ့ကရုံဖြူလေးတကောင်ဖမ်းမိလာလို့အမတော်ကိုလာဆက်တာလားလက်ထဲပိုက်ထားတဲ့ကြိမ်ချင်းကိုသူ့အမတော်ရဲ့လက်ထဲတို့ထည့်ပေးပြီးဝန်တာအာရဖြစ်ပြောလိုက်စင်၌အမတော်ဟာဝိုင်းဆက်တော်မျိုးလုံးများဖြင့်ကြိမ်ချင်းနောင်တွင်တို့ငုံကြည့်တော်သည်ရုံကလေးကတိတ်တိတ်လေးပဲကွယ်ဒီအရွယ်ဆိုတာမိခင်ရဲ့အရေးအောက်မှာရှိနေတဲ့နဲ့အရွယ်ပဲသူ့အမေကိုမတွေ့ခဲ့ဘူးမတော်တူတကောင်နဲ့ဟိုလျှောက်ပြေးတိလျှောက်ပြေးလုံနေတာအမတော်ရဲ့ ဒါနဲ့အမတော်အတွက်ဆိုပြီးဖမ်းလာခဲ့လိုက်တာ။အင်းကြည့်ရတော့ဒီယုံငယ်လေးမိခင်နဲ့ကွဲပြီးလမ်းပြောင်နေတဲ့ထင်မာရဲ့ကွယ်။တနာစရာယုံငယ်လေးကိုဘလို့မြမွေးရပါ။ယုံကလေးကိုခယူနာတက်တဲ့မြဝန်းတွေနဲ့ပရုံမာကြည့်နေတော့ဖေးကမှုဒွာက အမဖြစ်သူမျက်နာကိုကြည့်ရင်တစ်ချက်တော့ပြုံးရင်မိလေသည်။ဘာခတ်တာမလို့အမတော်ရဲ့ဟောဟိုရှိရပန်းချန်ထဲမှာလောင်အင်္ဂလိပ်စောက်ပြီးမွေးလို့ရတာပဲ။ ။အိုးလောင်းအင်းနဲ့တော့ပိတ်လောင်မမွေးခြင်းမအောင်ကွယ်။သူတို့တဘာဝပြေးလွှာဆော့ကစားရအောင်လို့ပန်းကြံနဲ့ပဲလွှတ်ထားပေးလိုက်မယ်။လွတ်လွတ်လပ်လပ်ဆော့ကစားပါစီ။အမတော်တဘောပါလေ။ပြောပြောဆိုဆိုနဲ့အမတော်ဟာကြင်ချင်းအတွင်းမှယုံငယ်လေးကိုညင်သာစွာထုတ်ယူ၍လက်ပေါ်၌ထွေးပွေချီကခေါင်းကလေးကိုပုတ်တက်နေလေသည်သူယူလာတဲ့ယုံငယ်လေးကိုအမတော်နှစ်သက်သာမြင်ရတော့သူပြောပါသည် သူ့အတွက်တော့ပျော်ရွှင်ခြင်းဆိုတဲ့ခံစားချက်ကဒီအမတော်နဲ့ပတ်သက်ပြီးတော့မှရင်မာဖြစ်တည်လာတာမျိုးပင်အဆောင်တော်အတွင်းမှာမို့ရိုးရင်စွာဆန်တော်ကိုပြီးဖြစ်တပတ်ရှူ၍ကျန်းစံတွေများကိုညာဘက်တို့ချထားသည်ပရုံမှာဆိုသည့်အမည်နဲ့လိုက်ဖက်ညီစွာပင် အမတော်မှာကြာပန်းကဲ့သို့ကိုပိုင်ကိုသိန်းရနံ့ရှိသည် အမတော်နဖေးတို့ကတ်တိုင်းထိုကိုသိန်းရနံ့ကို သူရှူဆိုင်နေကြပင်ဖြစ်သည် ဒါလေးကိုပင်မုဒရာတဘောကြလို့မဆုံးဘီဒီညတော့အမတော်နဲ့တူတူအိတ်ချင်နေရပါတယ်ကွယ်အခုတော့အရင် ကိုလက်တန့်စင်အောင်အထိန်တော်ကြီးရေမင်းသမီးလေးအတွက်ရေချိုးကန်ပြင်ဆင်ပေးလိုက်ချေအောင်တော့မှန်မှဖျားကဲကဲအထိန်တော်ကြီးနဲ့လိုက်သွားပြီတော့ပြီးမှညနေစာတူတူသုံးဆောင်ကြမယ်ညမတော့ပြီးတဲ့အချိန်ထိအမတော်စောင့်နေမယ်ကောင်းပါပြီအမတော် ထိုညနေက အမတော်နဲ့အဆောင်တော်မှာပဲညနေစာအတူတူသုံးဆောင်ဖြစ်သည် အမတော်ကသူ့ကြိုက်နှစ်တက်သည့်စားပွဲရာများကိုအထင်းတော်များအားကြိုတင်ပြင်ဆင်ခိုင်းနှားပုံမင်းအမတော်နဲ့အတူတူ သုံးဆောင်ရတဲ့ပွဲတော်တိုင်းဟာလွန်စွာမြိန်လာပေသည်ညရောက်တော့အတော်နှင့်မအိတ်ကြသေးပဲလာသားဆောင်မှာထိုင်ရင်းစကားသမီးပြောဖြစ်ကြသည်ပြီးတော့အိတ်ဆောင်ဝင်ကြ၏ တလွန်ထက်ဝဲအမတော်ဒီခြေထောက်ဆင်း၍စီမီခွက်တို့ရဲ့အလင်းရောင်ဖြင့်ပရဘိုက်ဇာတစ်ခုကို စိတ်ဝင်တစားဖက်နေသည့်အချိန်တွင် သူကတော့အမတော်ရဲ့ပေါင်ကိုခေါင်းအုံးလျက်ကွေးကွေးလေးကလေးငယ်လိုမေးဆက်နေမိသည် လူမန်တီတဆအရွယ်တွေကအမတော်ရဲ့ပေါင်ပေါ်မေးလို့အိတ်ဆက်ရခြင်းကိုမူရံနှစ်သက်တဘောကြပေသည်ဤကဲ့သို့သောအချိန်လေးတွေကိုသူမသည်အမျက်နှိုးဆုံးနှင့်တဘောအကြဆုံးဖြစ်ခဲ့၏ အချိန်တွေကတဖြည်းဖြည်းနဲ့ကုန်မမတိကုန်ခဲ့ပေသည်အမတော်မဟာယရဏဘရုံမာတီဝီဤတတ်တော်မှာ32နှစ်ထဲတို့ဆွန့်ခဲ့ပြီဖြစ်ပြီးအကိုတော်အင်ရှိဇံမင်းတိန်ခစီသူဤအသက်ဟာ30ပြည့်လူပြီဖြစ်သည် ထိုအချိန်၌သူဤအသက်ကတော့28နှစ်ထဲတို့ရောက်နေခဲ့ပြီဖြစ်သလိုယခုဆိုလျင် သူဒီယရဏပူရမင်းနီပြည်တော်ကြီးရဲ့အာကိုအားထားရတဲ့စစ်ဘီယံမှတစ်ပါးဖြစ်နေလေပြီ။ ငယ်ရွယ်ပင်မဲ့လို့တွက်လက်ထမြက်တဲ့မဟာစရိမုရာဒေဝီဟာဥယီတော်စစ်သေးနာပတိကျုံနဲ့အတူတူတိုက်ပွဲပေါင်းများစွာကိုပါဝင်ဆင်နွှဲခဲ့သူဖြစ်သည်မင်းတရားကြီးကိုရိုင်ကိုက သူမအားမဟာမင်္ဂလာဓိပတိတီရိဘွဲအမည်ပေးအပ်၍ထောင်ပေါင်းများစွာသောစစ်တီတော်များကို အုပ်ချုပ်ဦးစီးစေခဲ့ပါသည် သူမ၏ရဲစံတတိနှင့်စစ်ပညာအရေးချင်းဂုံတတင်းဟာ နိုင်ငံပေါင်းများစွာအထိ ဖိတ်ဖိန်တုံအောင်ကြော်စောထင်ရှား၏ထို့အတူအမတော်မဟာယရနာဘရုံမာဒေဝီရဲ့အလကုံတည်င်းဟာလည်းအင်မတန်မှကြော်ကြားလာပေသည် အမတော်ရဲ့အလတရားအကြောင်းကြားသိပြီးလာရောက်တောင်းရန်ကြသည့်တိုင်းပြည်အတော်များများရှိသလိုစစ်တီအင်အားထောင်ချီစွာဖြင့်စစ်ချီကဘရုံမာဒေဝီကိုသိမ့်ပိုက်ခြင်းကြသည့်တိုင်းပြည်တွေလည်းရှိပေသည် ထို့ရောအခါတိုင်း၌မူဒရာဒေဝီဟာ စင်တက်မြင့်တက်ချံရံလျက်သူဤအမတော်အတွက်စစ်ကြောင်းကြီးကကာကွယ်ပေးခဲ့သည့်အချိန်ရေအတွက်ဟာလည်းမနှဲတော်ပေအမတော်ဟာ သူတို့တိုင်းပြည်အတွက်တော့တကယ်ကိုရေဒနာတပါပဲဖြစ်ပါပေတော့သည်တနေ့တော်အခါတွင်မူစင်ဖြူရှင်တရိုးတီဟာကျော်ကောင်းမင်းတရားကြီးဟာတတ်တော်ကြီးရင်မီဖြစ်တာကြောင့်လူကြီးယောဂါကို ပြင်းပြင်းထန်ထန်ခံစားနေရခြင်း၌ သူဤသာသမိများအလုံးကိုအဆောင်တော်ဝင်ဖို့အမိန်တော်ပါလေသည် ထိုကြောင့်အိမ်ရှိဇံတင်ခါစီသူအကြီးဆုံးသမီးတော်ဘရုံမာဒေဝီစစ်ဦးစီးမှုဖြစ်သည့်သမီးတော်မုဒ္ဒရာဒေဝီတို့နှင့်အတူတူ အခြားတော်မင်းကြီးမင်းသားမင်းသမီးတို့ဟာ ခမဲတော်ကြီးရဲ့အမိန်တော်အတိုင်းအဆောင်တော်တို့အလင်းမြန်ဝင်ရောက်ခဲ့ကြသည်ငါကိုယ်တော်ကံကုန်ပါလေသားတော်အိမ်ရှိဇံကဒီယေရနာပူရအင်းဝကြီးကို အုပ်ချုပ်ပြီးတော့ကွယ်သားတော်ရဲ့အမတော်ပရမဒေဝီကိုမိဖုရားကောင်းကြီးအရက်အရာမြောက်စေသမီးတော်ကြီး ပရမဒေဝီကလည်းအိမ်ရှိဆံကို ကုညီဖေးမလို့တူညင်လာတော့မင်းတရားကြီးရဲ့အမိန်တန်အစုံ၌အိမ်ရှိဆံနဲ့ပရမဒေဝီမင်းသမီးတို့ထံပါမှအမိန်နာခံတန်ခက်ရက်ရက်ကလေးထွက်လာပြီးတော့ဒီတင်ပါခမဲတော်ဖေဟာသမီးတော်မုဒရာဒေဝီကတော့ သမီးတော်ရဲ့အမတော်နဲ့အကိုတော်အုပ်ချုပ်မဲ့ရရနာပူရပြည်ကြီးကိုအတက်နဲ့ထတ်တူကောက်ွယ်ဆောင်းလျှောက်ပေတော့ကွယ်ပြည်တွင်ငိမ့်ချမ်းအောင်ပြည်ပရန်ဆွဲတွေမဝင်နိုင်အောင်သမီးတော်ကကောက်ွယ်ပေးနိုင်လိမ့်မယ်လို့ခမဲတော်ယုံကြည်တယ်ကွယ်မင်းတရားကြီးရဲ့အမိန်တန်နာပြီးဆုံးသွားခဲ့သည်ရှေတော်မောင်၌ယူကျိုးစွာခေါင်းကုန်ခစားနေသည့်မူဒရာဒေဝီထံမှအတန်တတန်းမှထွက်ပေါ်မလာသဖြင့် အလုံးရဲ့အကြီးဟာမုဒရာတီဝီထံသို့ရောက်ရှိခဲ့ပါသည်စရိမုဒရာတီခေါင်းကိုငုံထားမြေညထောင်နှစ်ဖက်ကနီရဲနေပြီးရင်ဘတ်အတွင်မှနှလုံးခုန်နှံများသည်အပြင်သို့ရှံထွက်ကြလာလူမတက်ကိုပြင်းထန်နေသည်အသက်ရှူတမ်းမပြင်းအောင်ပင်မနှဲထိန်ချုပ်နေရပါသည်နမရောစရိပေကျင်းကရက်မှာရှိနေတဲ့အမရောရေရနာဘရုံမာဒေဝီက တိုးလျသောအတန်ဖြစ်တတိပေတော်မှာ ်စရိမူဒရာတယောက်အတိပြန်ကတ်အောင်စိတ်ထိန်ချုပ်လိုက်ရင်ဒုံဒီပြတ်သားသောစကားတခွန်းကို ဖြည့်ဆို့ခဲ့လေသည်တင်ပမင်းတရားကြီးကကြံရှိနေသေးသောမင်းသားမင်းသမီးများအတွက်စီစဉ်ရာသူတီတီခွဲဝေပေးက အချို့ကိုနယ်မြေစားတွေအဖြစ်ပေးအပ်နေသည် တို့တော့စရိမှုဒရာကတော့စိတ်မဝင်စားတော့ပဲ။နားထဲမရောက်တော့တလို့ခမဲတော်ဘာတွေဆက်မိတ်နေတယ်လဲဆိုတာကို မတိတော့ပါ။ တိလဲတိကျင်စိတ်မရှိတော့ပါဤယရနာပူရမင်းနေပြည်တော်ကြီးကိုတကရွေ926ခုနှင့်တတော်မင်းဖျားမင်းတရားကြီးကတင်းရနှင့်စကိုင်းကိုဖြတ်သိမ်း၍တီထောင်တော်မူခဲ့သည်ဤယဝရီမြင့်နှင့်ဒုထဝရီမြင့်ဆုံးမှတီးရှိတယ်နောက်ပြီးဤယဝရီမြင့်နှင့်ဒုထဝရီမြင့်သမုံဇောကြီးပန်းလောင်ညငါကုဆုံရအရ၌အင်းလေးကုကိုဖို့ပြီးရွှေဘုံတာနန်းဆောင်ကိုတိဆောက်တော်မူခဲ့ပြန်နေ မင်းနမီယေရနာဘရမဒေဝီဟာဒုထဝရီမြေကံဘဘော်တို့မေးတင်လူပြည်ဖြစ်နေတဲ့နေမင်းကြီးကိုငေးမောရင်စကားကိုတခွန်းချင်းမိန်တော်မူနေသည်။သူမဤနဘေးမှာတော့အင်းရှိဇံကိုရောတင်ကစီသူနဲ့တမီးရောစရိမှုဒရာဒေဝီတို့အပြင်အခြားရောမင်းသားမင်းသမီးကိုပါတို့လည်းရှိနေပါသေးသည်။ထို့အပြင်ရန်ရွေတော်များနဲ့ကိုရန်တော်ရဲမတ်အများအပြားဒီလဲမလန်းမကန်၌ရှိနေကြ၏။ အခြားသူတွေအလုံးဟာ အမအကြီးဆုံးဖြစ်တဲ့မင်းနမီဘရုံမာဒေဝီရဲ့ဇကာကို လေးနက်သောစိတ်ဖြင့်မှတ်သားနိုင်နေကြသည်ဆိုပေမဲ့လို့မူဒရာဒေဝီကတော့အမတော်ရဲ့မိန့်ကြားမှုများကို နားမဝင် အမတော်ဤမျက်နှာတော်ကိုယ်တာမျက်တာမခတ်စတဲ့မိန်မောငေးကြည့်နေမိပါသည် သူမရဲ့အကြည့်တွေက ကြေကွဲဆွေးမြေစရာပင်ကောင်းလာပေသည်ဒီနေ့တော့ဒီလောက်ပါပဲရှင် စောင့်မျှော်နေမဲ့လူလေးတွေရှိမယ်ထင်လို့တင်ပေးလိုက်တာပါ။အရင်နေရတဲ့အတွက်စိတ်မဆိုးကြပါနဲ့လို့ကြိုးပြီးတောင်းပန်ချင်ပါတယ်။နောက်ပြန်ကြရင်တော့မြန်မြန်လေးတင်ပေးနိုင်အောင်ကြိုးစားပါမယ်ရှင်။လူကြီးမင်းလေးများအားလုံးခွန်နိုင်ပါ။အသက်ရှူတိုင်းမှာငွေဝင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။